chapter 9မှာ capacitor ပေါ့နော်ရှစ်တူလို့ခေါ်တယ်ရှစ်စစ်တွေကိုတူလောင်ထားတဲ့ပစ္စည်းမို့လို့ရှစ်တူလို့ခေါ်တယ် capacitance ရှစ်တူတတိရှစ်စစ်တွေကိုတူလောင်ထားနိုင်တဲ့အစွမ်းတတိရှိလို့ရှစ်တူတတိလို့ခေါ်ပါတယ် a capacitor is used as an electric circuit capacitor ကို ပစ္စည်းပတ်လန်3 components ပစ္စည်းတစ်ခုအဖြစ်နဲ့သုံးတယ်။ဘာလို့ဖို့လဲဆိုတော့ to store electrical energy ပစ္စည်းစွမ်းအင်ကိုတူလောင်ထားဖို့ The capacitor is similar to a rechargeable battery capacitor က rechargeable battery နဲ့တူတယ်လို့ပြောတယ်။ဘာလို့တူသလဲဆိုတော့ rechargeable battery ကသူ့ထဲကို charge လုပ်တယ်သုံးလိုက်တယ် ကိုရင်ပြန်ထည့်တယ်ပြန်သုံးတယ်ကပစီတာကလည်းဒီလိုပဲသူ့အထဲကို charge လုပ်တယ်လိုတဲ့နေရာမှာသုံးတယ်ပြီးနောက်တစ်ခါပြန်ပြီးတော့ recharge လုပ်တယ်တူတယ်ဘာပဲမတူတာလဲဆိုတော့အချိန်မတူတာကပစီတာရဲ့ charge လုပ်တဲ့အချိန်ပြီးရင် discharge လုပ်တဲ့အချိန်မြန်တယ်ခဏပဲရဘက်ထရီကတော့အသွင်းတာလည်းကြာတယ်သူ့ကိုလည်းအကြာကြီးပြန်သုံးလို့ရတယ် The capacitor was originally known as a condenser lo kho condenser lo kho It condenses charge. Charge ti go tu a su lo. Phan chauk da. In this chapter, di ma we shall study the capacitors. Capacitor cha un me. Capacitance a chaung me and the applications of the capacitors. Capacitor a tong cha go le capacitor definition. A capacitor is an electrical device. Capacitor is a device. That stores electrical energy. In the form of an electric fee. A capacitor consists of two conductors separated binary small distance capacitor မှာ condenser နှစ်ခုရှိသူတို့နှစ်ခုကြားထဲမှာ distance လေးနည်းနည်းရှိ an insulator dielectric is inserted between its condenser အဲ့ဒီ condenser နှစ်ခုရဲ့ကြားထဲမှာ insulator ကိုထည့်အဲ့တော့ insulator ကိုထည့်လိုက်ခြင်းအပြင်အကျိုးတွေပါရှိတယ်လေဒီမှာကျွန်တော်တို့ကြည့်အောင်ဒါက positive terminal negative terminal terminal နှစ်ခုရှိတယ် metal plate metal plate ရထားလေ metal plate ပေါ့အဲ့ခြားထဲမှာပါရှိတယ်လေ dielectric dielectric ဆိုတာ insulator ပဲ insulator တိုင်းက dielectric မဟုတ်ဘူး dielectric တိုင်းကတော့ insulator ဖြစ်တယ်အဲ့ဒီ insulator ထဲမှာမှ electric field ပေးပြီးတော့ polarize ဖြစ်အောင် လုပ်လို့ရတဲ့ဟာမျိုး ဆိုလိုချင်တာ positive တစ်ဖက် negative တစ်ဖက်ဖြစ်အောင်လုပ်လို့ရတဲ့ဟာမျိုးအဲ့ဒါကိုမှ dielectric လို့ခေါ်ပါတယ်အဲ့ dielectric ကိုထည့်ထားခြင်းအပြင်ဒီ metal plate နှစ်ခုလည်းသွားမထီတော့ဘူးပြီးရင်ဒီလိုမျိုးလိတ်ပြီးတော့ထည့်လိုက်တဲ့အခါကျတော့နေရာလည်းအများကြီးမလိုတော့ဘူးပြီးတော့ aluminum ပြာရှိမယ်ဒါကအကာအကွယ်လုပ်ပေးတာပဲပြီးတော့ plastic insulation sheet types and applications of capacitor capacitor အမျိုးအစားတွေသူတို့ကိုအသုံးချမှုတွေ the various types of capacitors and their applications are described below ဒါတော့ရေးမကြည့်ပါဘူး capacitor အမျိုးမျိုးနဲ့အသုံးချမှုတွေကိုအောက်မှာဖော်ပြထားတယ်ပထမအဦးဆုံးတစ်ခုက film capacitor film capacitor ဒီ capacitor တွေကိုခွဲခြားတဲ့အခါမှာ capacitor ကိုသုံးတဲ့သတ္တုဖြားကိုအခြေမခံဘူး အဲ့ဒီထဲမှာထည့်ထားတဲ့ dielectric ကိုအခြေခံတယ်။ Film capacitors are the ones that use plastic film as the dielectric medium. Dielectric medium အနေနဲ့ plastic film ဖြားတွေကိုသုံးတယ်။အဲ့တော့ဒီမှာကြည့်လိုက်ရင်ဒါက inner file outer file တနည်းအားဖြင့်ပြောရင် condenser နှစ်ခုအဲ့ဒီ condenser နှစ်ခုရဲ့ကြားထဲမှာ plastic film ကိုထည့်ထားတယ်ပြီးတော့မှ သူကဒီ electrode ကိုဟိုဘက်တစ်ခုဒီဘက်တစ်ခုထုတ်ထားတယ်ပေါ့နော်တစ်ဖက်တည်းထုတ်လဲရပါတယ်အအများစုကတော့ဒီလိုမျိုးဟိုဘက်တစ်ဖက်ဒီဘက်တစ်ဖက်ထုတ်တယ်ဒီမှာ flame capacitor ရဲ့ပုံကိုပြထားပါတယ်ဒါကတော့လုတ်ထားတာကိုမြင်စေခြင်းလို့ထည့်ထားတာပါ they are available in nearly any value ဘလောက်တန်ဖိုးလိုချင်လဲအကုန်ရနိုင်တယ် and working voltage up to 1500 volt to can i never aga tongaya volt they range from 10 percent to 0.01 percent in tolerance tolerance suraga capacitor tolerance is the variations of the capacitance from the nominal value nominal value suraga umma oh tolerate company ga nominal value through the matter တရာမိုက်ခရိုဖာရက်ဆိုပါစို့တရာမိုက်ခရိုဖာရက်ဆိုပါစို့အဲ့ဒါဆိုရင်10%ဆိုတော့သူကဘလောက်နဲ့ဘလောက်ပဲရှိမယ်ဆိုတော့900နဲ့130ချားထဲမှာရှိနေလိမ့်မယ် sorry 90နဲ့130ချားထဲမှာရှိနေတယ်10%အလျော့အတိုးရှိနိုင် အရန်ကောင်းတာတွေကတော့0.01%ပဲရှိမယ်နောက်တစ်ခုက ceramic capacitors ceramic ကိုကြွေသားလို့ပြောကြတယ်တကယ်တမ်းကမြေသားပေါ့ရွှွန်မြေပဲအဲဒီရွှွန်မြေနဲ့ပဲအမျိုးစားပေါ်မှာမူတည်ပြီးတော့ကြွေအကြီးဖြစ်တယ် Ceramic capacitors are the ones that use ceramics as the dielectric material. Dielectric material အနေနဲ့ the ceramic mi-dao tong It is used in high frequency circuits de ma such as audio frequency to radio frequency. Audio frequency, radio frequency, frequency amien de ma In ceramic capacitor, ceramic capacitor de one can develop both the high capacitance and the low capacitance. High capacitance le ya low capacity နဲ့ရနိုင်တယ် by altering the thickness of the ceramic discs thickness ပေါ့အဲ့ဒီ thickness ကိုပြောင်းလိုက်တယ်ဘာကြောင့်လဲဆိုတော့ဒါနောက်ပိုင်းမှသင်ရမှာ capacitor တစ်ခုရဲ့ capacitance က c is equal to kappa s round no e over d အဲ့တော့ distance ကိုနည်းလိုက်ရင် capacitance ကြီးသွားမယ် distance ကိုများလိုက်ရင်

သူ့ရဲ့လှုပ်ဆောင်မှု performance အကောင်းဆုံးရဖို့အတွက်ဆိုရင် ceramic capacitor တွေကိုသုံးကြတယ် the capacitance values of these capacitors are stable with respect to the applied voltage voltage ကြောင့်လည်းသူကမပြောင်းသွားဘူး frequency ကြောင့်လည်းမပြောင်းသွားဘူးအပူချိန်ကြောင့်လည်းမပြောင်းသွားဘူးဒါက ceramic capacitor ရဲ့ပုံမှာဒီဟာကအတွင်းဘက်ကအနေအထားကိုပြတာပါ protected coating ရှိမယ် electrode ရှိမယ်အပြီးတော့ hole up hole up gap ဆိုတာကဒါဟိုထည့်တဲ့အခါမှာဒီကောင်ကြီးကိုညှိနေအောင်ကျုပ်မကျတော့အောင်ထိနေနေရမျိုးပါ connecting wire ရှိမယ်ဒါ ceramic disc ကိုပြောတာနောက်တစ်ခုက electrolytic capacitor လျှက်လိုက်ရေသဘောမျိုးသုံးတယ် electrolytes capacitors are the one that use the outside layer as the dielectric material outside တွေကိုသုံးထားတယ် aluminum outside ရဲ့ tantalum pentoxide ရဲ့ကိုသုံးတယ် niobium pentoxide ကိုလည်းသုံးတယ်အဲ့တော့လောက်ထားတဲ့ပုံလေးကဒီမှာပြထားတယ် connecting link တွေရှိမယ် aluminum tap တွေရှိမယ် anode fine ရှိမယ် electrolyte paper ရှိမယ် ကတ်တော့ဖိုင်ရှိမယ်။ It has a wide tolerance capacity သူရဲ့ capacity tolerance ကကျေတယ်။ There are mainly two types of electrolytic capacitor. Electrolytic capacitor နှစ်မျိုးပဲရှိတယ်လို့သူကပြောတယ်။ Tantalum နဲ့ Aluminium နဲ့အဲ့တော့ဒီမှာတကယ်တကယ်ကအလူမီနီယံရှိတယ်တန်တလမ်ရှိတယ်နီယိုဘီယံလည်းရှိပါတယ် they are available with working voltage culture around 900 volt out the current the current uh, the failure so the electrolytic capacitor any electrolytic capacitor ri pi so yin no can be hazardous and the resulting in an explosion of fire pakwe nai ne mi law electrolytic capacitors are used for filtering and smoothing rectify alternating voltage rectify alternating voltage ဆိုတာ AC ကနေ DC ကိုပြောင်းတာကျွန်တော်တို့ကွန်ပျူတာအက်ဒပ်တာတွေထဲမှာရှိတယ် DC သုံးတဲ့ပစ္စည်းတိုင်း AC ပလတ်သွားထိုးရဲဆိုရင်တော့အဲ့ဒီမှာ AC က DC ကိုပြောင်းတဲ့စနစ်ကလေးရှိတယ် buffering and interim storage for direct voltage supply Buddhi supply to suit me an interruptible power supply UPS for no me that I cannot think we make on you an energy storage in flash drive flash device flash device to them are energy go to long wood with only variable capacitors variable capacitors mostly use air as the dielectric medium legal tone the capacitance can be mechanically adjusted. Mechanically adjusted saga the rotor shire aya wo lene le line piang ne chamo mechanically adjusted lo pyo da. Variable capacitor is used to set the resonant frequency in tuner devices. Aro tuner devices are radio really line phaya frequency wo phaya light chain ya တစ်ခုတည်းမဟုတ်ဘူးသူကဟို bare radio frequency ကိုလိုချင်တယ်အဲ့ဒီ frequency ကိုရဖို့အတွက်ဒီဘက်မှာလည်းဘာထုတ်ရတယ်လဲဆိုရင်သူက frequency ထုတ်ရတယ်အဲ့ဒီနှစ်ခုထပ်တူသွားတာကို resonance ဖြစ်တယ်လို့ခေါ်တယ်အဲ့ဒီအချိန်မှာအတန်ကြီးကြီးကြာရ variable capacitors are mostly used in ac circuits တွေမှာသုံးတယ် especially for high frequency high power and low loss frequency မြင့်မြင့် power မြင့်မြင့်ဆိုရင်ဆုံရှုံမှုနည်းနည်းနဲ့ they are using radio tuning applications antenna tuning and so on antenna တွေမှာပါ now super capacitor a super capacitor sc or an ultra capacitor လို့လည်းခေါ်တယ် is a high capacity capacitor high capacity သူက capacitance တန်ဖိုးအရင်ကြီးတယ် with a capacitance value much higher than other capacitor. The charge microfarad of the လောက်ရှိနေတဲ့အချိန်မှာသူက farad ထိအောင်ရှိ micro နဲ့ farad နဲ့ဆိုရင်အစတသန်းกว่า but with lower voltage a voltage ကကြတော့ဒီမှာ5.5 volt ပဲရှိတယ်ခုနကတော့ကျွန်တော်တို့အပေါ်မှာတွေ့ခဲ့တယ်1500 volt 500 volt အဲ့ဒီထိသုံးတ lower voltage limits that bridge the gap between electrolytic capacitor and rechargeable battery. Electrolytic capacitor ကချက်မြင်းမြန်းဝင်နေမြင်းမြန်းကုန်သွားတယ်။ဘက်ထရီကကြတော့အကြာကြီးသွင်းရတဲ့အကြာကြီးခံတယ်။အဲ super capacitor အဲ့ဒီကြားထဲမှာတအားလဲမမြန်ဘူးတအားအကြာကြီးလဲမခံ။ It typically stores 10 to 100 times more energy than electrolytic capacitor electrolytic capacitor တလုံးထက်ကိုအစ10ဇာကနေအစ100လောက်ထိ energy ကိုပို့ပြီးတော့သိမ်းဆီးထားနိုင် it can accept and deliver charge much faster than batteries battery ထက်ပို့ပြီးတော့မြန်မြန်သူက charge ကိုလက်ခံနိုင်တယ်ပြန်ပေးနိုင်တယ် and tolerate many more charge and discharge cycle charge သွင်းလိုက် charge ပြန်ထုတ်လိုက်အဲ့ဒီ cycle ကိုအချိန်ချင်းခါခါလုပ်နိုင် then rechargeable battery charge. Super capacitors are used in applications requiring many rapid charge. Kamyamyan atwimbo lure discharge. Kamyamyan adisyasi ko piyan thongme. So yin yeah, super capacitor go thongne. Rather than long compact energy storage in automobile motor carima, Piro buses, buskari, yathari, cranes, elevators. Harima သူက rapid charge ရုတ်တရက်အစကလေးအထကလေးအတွက်လိုတာနော်အမြဲတမ်းကြီးမဟုတ်ဘူး where they are used for regenerated braking and short term energy storage or fast mode power delivery fast mode power delivery ဆိုတာကလိုရာတွေရှိလာတဲ့ခါကျရင် तू က step by step သွားမနေတော့ဘင်းနဲ့အဆင့်ကျော်လိုက်တာကိုပြောတာ BASMU is transmitting data repeatedly without going through all the steps. Step Smaller units are used as power backup for static random access memory. Static random access memory. Plain capacitors and ceramic capacitors are non polarized. Non polarized are a power machine which means that they do not have polarities, positives and negatives terminal. That's the best to see Polarized capacitor, a pound of shire, fish capacitor, a pound of shire, variable capacitor. The capacitors are used in both electrical and electronics applications, such as filter. Filters are ECR, DC, Biaune, Kama, AC, Komodani, Mapa, Ulu, Sitoda, Biro, energy storage system စွမ်းရင်တူလောင်တာ engine starter အနေနဲ့သုံးတယ် signal processing device တွေအနေနဲ့သုံးတယ် capacitors are used for storing energy စွမ်းရင်ကိုတူလောင်ဖို့ which can be used by the device for temporary power outage ရုတ်တရက် power ကုန်သွားတယ်သူထည့်ဆွဲသုံးလို့ရ whenever they need additional power နောက်ထပ် power လိုရဲဆိုရင် for blocking DC current after getting fully charged. သူက DC ကို block လုပ်တယ်လို့ပြောတယ်။ But allow the AC current to pass through AC လို့ပြောတော့ဒါစောက်တော်တော်များများမှဒီလိုရေး။ဒါပေမဲ့တချို့စာအုပ်ကြီးတွေကတော့လက်ခံ DC လည်းမဖြတ်နိုင်ဘူး AC လည်းမဖြတ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့ capacitor က ချက်ရှိဟိုဘက်ဒီဘက်ဖြက်ကူးတဲ့အမျိုးအစားမဟုတ်ဘူးเนาะဖြက်ကူးတဲ့အမျိုးအစားမဟုတ်ဘူးဥပမာ capacitor တစ်ခုကိုကျွန်တော်တို့က charge သွင်းတယ်ဆိုရင် capacitor ကဘာမှမဟုတ်ဘူးတတ္တုပြားပဲတတ္တုပြားနှစ်ပြားဒါပဲအကောင်းကြီးကျွန်တော်တို့ကသူ့ကို charge သွင်းမယ်ပေါ့အဲဆိုကြပါစို့ဒါက plus battery ဒါက minus အဲ့တော့ plus က potential မြင့်တယ် minus က potential နှိမ့်တယ်ဆိုတော့ဒါက potential မြင့်တဲ့အတွက် electron တွေက potential မြင့်တဲ့စီကိုသွားချင်းတယ်ဒီက electron တွေလာ electron တစ်လုံးဒီကိုဆင်းလာတယ်အဲ့ဒါဆိုရင်ဒီမှာ plus တစ်ခုဖြစ်သွားအဲ့တော့ဒီဘက်ကနေပြီးတော့ electron ကဒီဘက်ကိုလာတယ် minus တစ်ခုဖြစ်လာနောက်တစ်ခါနောက်ထပ် electron တစ်လုံးဆင်းလာတယ်ဒီမှာ plus ဖြစ်လာတယ် ဒီမှာ minus ဖြစ်လာတဲ့ထုံးကပြန်သွားတယ်ဒီလိုပဲတစ်ဖက်က positive တစ်ဖက်က negative ဒီကြားထဲမှာ potential difference ရှိလာအဲ့ဒီက potential difference ကဒီ battery မှာရှိတဲ့ potential difference နဲ့တူသွားပြီဆိုရင်ဒီကောင်က charge အပြည့်ဖြစ်သွားပြီနောက်ထပ်ဆက်ပြီးတော့မရှိတော့အဲ့တော့ DC ကဒီလိုဖြတ်သွားတာမဟုတ်ဘူးဒီကနေ battery battery ကနေဒီကိုဒါပဲဒီထဲအောင်မဖြတ်ဘူး AC ရောဖြတ်နိုင်မလားလို့မေးရင်ဒီထဲမှာ insulator ကြီးကို AC ကလည်းမဖြတ်နိုင်ဆိုတော့ဘာကြောင့်ဒီမှာ AC ဖြတ်တယ်လို့ပြောတယ်လဲ AC ရဲ့သဘောသဘာဝက plus minus နောက်တစ်ခါ minus plus အဲ့တော့မီတာနဲ့ချိန်လိုက်ရင်ဒီအပြောင်းလဲတွေကရှိနေတယ်အဲ့တော့စီးတယ်လို့ပြောကြတာတကယ်က insulator ကို AC ရော DC ရောဖြတ်မစည်းနိုင်ပါဘူး AC နဲ့ DC နဲ့က current ပဲဘာပဲကွာတယ်ဆိုရင်တစ်ခုကတစ်ဖက်သေးကိုအမြဲစီးတယ်တစ်ခုကပဲ့ပြောင်းပြီးစီး Now S filters in power supply power supply ဆိုမှာ filter နေနဲ့သုံးလို့ရတယ် energy storing devices and electronic plus units เนาะ energy ကိုတူလောင်ထားတယ် to tune the frequency or radio receiver radio လိုင်းဖမ်းဖို့သုံးတယ် to eliminate sparking in automobile ignition system ဒါနောက်ပိုင်းမှာမှတွေ့လာမှာနော်ဟိုမော်တော်ကားဓာတ်ဆီလောင်ကျွမ်းတဲ့နေရာတွေအဲဒီနေရာမှာဒီ spark မိဘန်းလေးတွေထွက်တယ်အဲဒီထွက်တဲ့မိဘားတွေကအများကြီးမဖြစ်သွားအောင်ပုံနေတဲ့ဟာတွေကို capacitor ကစုပ်ယူ as the sensor for measuring humidity fuel levels mechanical strains နော်ဟိုဆိုထိုင်းစားတွေပြီးတဲ့အခါကျတော့ C level တွေ mechanical strains တွေဓာတ်တွေကိုတိုင်းဖို့အတွက်သုံးတယ်အဲ့တော့ဘယ်လိုသုံးလို့ရတယ်လဲဟိုမှာ C level ဆိုရင်တစ်ခုကပလေးပြားတစ်ခုကအပေါ်မှာအသေးဖြစ်မယ်နောက်ပလေးပြားက C နဲ့အတူလိုက်ပြောင်းနိုင်မယ် ဒါဆိုရင် c နဲသွားရင်ဒီကောင်ကျသွားမယ်အဲဆိုရင် distance ကဝေးသွားမယ် c is equal to kappa s round a over t ဆိုတော့အခုဒီပြောင်းသွားရင် capacitance လည်းပြောင်းသွားအပီ C is equal to Q over V ဆိုတော့ charge လည်းပြောင်းအောင်လုပ်လို့ရတယ် potential difference လည်းပြောင်းအောင်လုပ်လို့ရတယ် now capacitors can also be used in the time dependent circuits timer တွေမှာသုံးတယ်ဘာလို့ timer တွေမှာသုံးသလဲဆိုတော့ capacitor နဲ့ resistor နဲ့တွဲလိုက်ရင် RC R က V by I နော်နောက်တစ်ခါ C ကကြတော့ Q by V အဲ့တော့ VJ သွားတယ် q by i q က id အောက်ဘက်က i အဲ့တော့ဘာရလဲ t ရတယ်ဒါကြောင့်မို့လို့ r နဲ့ c နဲ့မြောက်ရင်တိုင်းရတဲ့အတွက်ကြောင့်မို့လို့ c ရတော့ c ကြီးတယ် c တလုံးဝယ်လိုက်တယ် resistor တွေကိုအမျိုးမျိုးပြောင်းလိုက်တယ်အဲ့လိုပြောင်းလိုက်တဲ့အခါမှာအခြေအမျိုးမျိုးဖြစ်သွားပြီးတော့ဘာအနေနဲ့သုံးလို့ရလဲ time dependent circuit တွေမှာသုံးလို့ရတယ် timing capacitors could be connected to any LED or loudspeaker system. Because LED ma LED go loudspeaker ma talo The LED go change mo LED, LED point back sequence go piang mo. Na to ka the attention ma patu go tong le capacitors di go tong And it is likely that any flashing light or regular beeping uses a timing capacitor ပုံမှန်ဖြစ်ကျင်တဲ့ဟာတွေအကုန်လုံးမှာ capacitor ကိုထည့်သုံးပါတယ် exercise 9.1မှာတော့ which capacitor is used as tuning capacitor ဆိုတော့ variable capacitor ကိုပဲသုံးပါ okay ဆိုတော့ဒီပိုင်းကလေးမှာ